မြို့ထဲမှာ Grammy ဘော်ကတိုက်အိမ်တစ်လုံးကိုသိန်း2500နဲ့ရမယ်ဆိုတော့ဒီအခုခေတ်2025ဒီဇင်ဘာလမှာဒါကတော်တော်လေးတန်တဲ့ထဲပါသွားပြီကျွန်တော်ကို January လတော့2025အစတော့ဒီအိမ်ဒီခြံလေးကို2500နဲ့လာပြောတော့တော့မတန်သေးဘူးပေါ့နော်ဒါပေမဲ့လည်းအခုကဘလို့တွေလည်းမသိဘူးကျွန်တော်တို့ဒီလှကမြင်ဘက်ခြံလေးမှာ ိမ်တလုံးကို3000ကျော်4000နေခေါ်နေပြီဆိုတော့ဈေးတွေအကုန်လုံးပေါက်ရတယ်ဖြစ်နေတယ်အဲ့လိုမျိုးပေါ့နော်ဖောင်ပွားတယ်ဆိုတာတည်းပေါက်ရရဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအချိန်ကာလမှာကို့အနေနဲ့ရေမမြုပ်တဲ့နေရာကျွန်တော်တို့မြို့တယ်မှာအမှတ်ကိုရက်ွက်ယရနာဒီပတယ်မှာ grand မြေနဲ့တိုက်တလုံးအတင်တက်နေုံဆိုတဲ့အနေထားလေးတစ်ခုမှာပိုင်ရှင်ဒိုင်းရိုက်3500ဆိုတဲ့အနေထားလေးတစ်ခုကိုကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ်ဆိုတော့အမှတ်ကိုဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာ လုံးဝဘေးပတ်ဝန်းကျင်အကုန်လုံးအိမ်တွေကအပြည့်ပဲတိုက်အိမ်တွေအပြည့်ပဲအရှိမဆိုလို့ရှိရင်ကျွန်တော်တို့ဖက်အန်တက်ကတူကြီးရှိတယ်ဒီတော့ကိုသားသမီးတွေဖက်အန်မှာကြောင်းလာတက်မယ်ဆိုလို့ရှိရင်ဒီအိမ်လေးကိုဝယ်ထားလိုက်ကြောင်းပြီးလို့ရှိရင်ပြန်ရောင်းလိုက်အမြတ်ကနှစ်ဆလောက်ရနိုင်တယ်အဲလိုမျိုးလောက်ကြတာတွေလည်းရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းလောက်ဘူးတယ်ဆိုတော့ကဒီဘက်ဘေးမှာဆိုလို့ရှိရင်ဒါကကြိုင်ရင်တောင်းမယ်ကြိုင်ရင်တောင်း ဲ့တော့ရေကဘလို့မှမြုပ်เสียအကြောင်းမရှိဘူးဒီခေတ်ကာလမှာကလှကမြင်ဆိုတဲ့နေရာသည်ရေမမြုပ်တဲ့အတွက်ကြောင့်မလို့လူကြိုက်များတယ်ဆိုပေမဲ့မြို့ထဲမှာ2500ဆိုတော့ဒါကစဉ်းစားစရာတစ်ခု ဖြစ်သွားပြီဆိုတော့ကျွန်တော်နဲ့ channel ကို like ကြည့်မယ်ညနေစာပေ40အနောက်ကိုပေ60တိုက်ပူးတစ်လုံးအပြည့်နီးပါပါတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်တော့ကြည့်အောင်ကဲကျွန်တော်တို့ channel ဝင်ဝင်လာချင်းပေါ့နော် ဝင်ဝင်လာချင်းဆိုတဲ့အနေထားလေးမှာဒီဘက်ခြံမှာဆိုလို့ရှိရင် flower box ရှိမယ်ပေါ့နော်ဒါကတောင်ခြေကခြံလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့မြင့်တော်တော်လေးမြင့်တယ်ဟိုအရှိကိုတစ်ချက်လှမ်းကြည့်လိုက်လားအဲအဲ့လိုမျိုးလေးမြင့်နေတယ်မှာဘာကြတကားနဲ့ဘာနဲ့ညာနဲ့အကုန်လုံးကွက်တိပဲနော်ကိုခြံရှိမှလည်း flower box တွေပါလေရှိတယ်ရေမြောင် system တွေပါလေအကုန်လုံးရှိတယ်တောင်ခြေဆိုတော့ရေစီးတယ်ရေစီးတော့ရေမြောင် system တွေကောင်းမှရမယ်ကိုအရှိမအဝေးစီးမော်တာရှိတယ်ဒီကောင်ကကုန်းမြင့်တဲ့ဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့ မော်တာနဲ့ဆော့အောင်ဘယ်လိုဖြစ်လို့ရေတွင်တွင်ရှိနေလဲဟိုမှာရေတွင်တွင်မှာရှိနေဩရေခံဒီဒီတဲကိုရေထည့်ရမှာပေါ့နော်ဒီမှာဒီမှာဒီမှာချက်လာကြည့်လိုက်ဟုတ်လားဒီဒီတဲကိုရေဆုပ်တင်ဆုပ်တင်ပြီးတော့ဒီထည့်ရကိုပြန်ဆုပ်တော့အဲမော်တာနှစ်ဆင့်ပေါ့နော်အဲ့လိုမျိုးနေထားဖြစ်တယ်ဆိုတော့ဒီဘက်ခြံတစ်ချက်သွားကြည့်အောင်ဒီဘက်ချမ်းမှာလည်းအကုန်လုံးကသူ့ရေမြောင် system နေနဲ့သူသွားနေတယ်ဒီဘက်ချမ်းမှာလည်းရေကန်တွေကတော့အများကြီးပဲဘာဖြစ်လို့လဲဆိုတော့ ကုံမြင့်တဲ့အတွက်ကြောင့်မို့ရေတွေသူ့လောင်ထားလို့ရတယ်ပေါ့နော်ဒီမှာရေကန်တွေရှိမယ်ရေမော်တာတွေတလုံးစီနော်ရေမော်တာတွေတော့များတယ်ကဲဒီတော့ကโอเคဒီမှာကားပါကင်ထားမယ်ကားနှစ်စီးတော့ထည့်ထားလို့ရတယ်အေးဆေးပဲနော်ဒီမှာကားပါကင်နေရဆိုတော့ကကျွန်တော်တို့ခြံကိုပပတ်လဲလိုက်ကြည့်အောင်မယ်ညီဘလောက်ကျန်သေးလဲလို့ဒီဘက်အခြံမှာဆိုလို့ရှိရင်ညာဒီမှာထိုင်အောင်လေးခင်းပြီးတော့စကားစမြည်ပြောလို့ရတယ်နော်ဒီမှာကိုခြံဘေးအနေထား အဲမှာမြေပြောင်ရှင်းမယ်နော်အုတ်တိုင်းနဲ့တန်ဆူဂျိုးနဲ့အဲ့လိုမျိုးနေထိုင်လေးတွေ့ရမယ်ဒီဟာခြံရှိမှလည်းပင်လေးတွေနဲ့မဆိုးပါဘူးနော်โอเคဒီတော့အရင်ခိုင်ခိုင်မာမာကြီးပဲအာပြောရမယ်ဆိုလို့ရှိရင်ဒီအိမ်ကတန်နေရာတော့နင်တွေးတဲ့အတိုင်းမဒါကဘယ်လိုပြောမလဲဒါကခေတ်ဟောင်းစတိုင်ပေါ့နော်ဆိုတော့ကကျွန်တော်တို့အိမ်ထဲဝင်ကြည့်မယ်လားโอเคကျွန်တော်တို့အိမ်ပေါ်တက်ကြည့်အောင်လား1 2 3ရှိမှာဖဏချွမ်းနေရာလေးပါလေရှိမယ် โอเคဒီမှာမီတာဘောက်ရှိပါတယ်ရှိမယ်နော်ဆိုတော့ကဒီဘက်ကဒါကအိမ်ရှိဝင်လေးပေါ့နော်ဆိုတော့ကျွန်တော်အိမ်ထဲဝင်လာမယ်သူ့အိမ်လေးကဒီရှာတော့ခင်းနော်ရှာတော့ခင်းနဲ့အီလေးတောင်းချေပါရှာတော့ခင်းဆိုတော့ပူအေးသွားပြီနော်ဒီမှာဖျားချင်းဘာညာထားတဲ့နေရာတွေပါရှိမယ်ပေါ့နော်အဲ့လိုမျိုးနေထားတွေတွေ့ရမယ်နောက်ပြီးတော့ဒီမှာဒါကအဲ့အကျင်ဝန်းဆိုတဲ့အနေထားလေးတစ်ခုโอเค အိတ်ခံပြီးလို့ရှိရင်ကျွန်တော်တို့အထဲဝင်သွားမယ်ဆိုလို့ရှိရင်ဒီမှာအိတ်ခံတစ်ခန်းရှိမယ်အိတ်ခံတစ်ခန်းချက်ကြည့်မယ်နော်အဲဒီမှာအိတ်ခံတစ်ခန်းဒါအိတ်ခံဆိုတဲ့အနေထားလေးတွေ့ရမှာပေါ့နော်မာအေယာကွန်ထားဖို့အတွက်လည်းအပေါက်တွေပါတယ်ပြချလေးထားထားတယ်နော်အေယာကွန်ပေါက်တွေပါတယ်အကုန်လုံးရှိတယ်โอเคဒီတော့ကျွန်တော်အိတ်ခံကနေတစ်စင်းထနေသွားမယ်ဆိုလို့ရှိရင်ဒါကဘာခံလို့ပြောမလဲသမင်းစားခံလို့ပြောမလားနော်အဲ့လိုမျိုးနေထားလေးပေါ့နော်အခန်းတစ်ခန်းရှိတယ် ဆိုတော့ဒီဘက်ဘေးမှာကျွန်တော်တို့ဒီကာပါကင်းရှေ့ဘက်ချင်မှာဒါမိဘူးကြောင့်မိဘူးကြောင့်အကျယ်ကြီးပဲတကားဖွင့်လိုက်မှာကွာโอ้ကဲအဆိုရှိရင်ကျွန်တော်တို့မိဘူးကြောင့်အနေပြီးတော့ရှေ့ဘက်ချင်ကိုပြန်တွေးရပြီနော်အဲမှာမိဘူးကြောင့်ဒီမှာပါညာချက်ပြုတ်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ စေးမဲ့ပြုမယ်ဒါပါကြီးလို့ဒီမှာရေချိုးခန်းတစ်ခန်းမိဖို့ကြောင့်လည်းကက်လျှင်အနေထားလေးရရေချိုးခန်းဖြစ်ပါတယ်โอเคပလတ်ခေါင်းနေပါလေအကောင်လုံးကိုသူဒေချာလေးပြန်လောက်ထားတယ်ဒါပေမဲ့နည်းနည်းတော့ကြည့်ရတာဒိတ်အောင်နေရောနော်အဲ့လိုမျိုးနေထားလေးတော့ရှိဆိုတော့ကကျွန်တော်တို့ဒီအခန်းကိုထမင်းစားခန်းလုံးမလားအခန်းတစ်ခန်းပြန်ကန့်မလားကန့်လို့ရတယ်ဟောနော်ဆိုတော့ဒီနောက်မှာပါရှိတယ်အိမ်သာဒီမှာအိမ်သာရှိတယ်ဗျာနဲ့အိမ်သာတွေ့ရမှာနော် โอเคไอ้ถ่านเนี่ยสัตว์เลี้ยงมามาสโตแกนป่ะเนาะสโตแกนอฉิไล่นี่ฉิเนี่ยสรุปว่าตุ๊ฉั่นก็460มาอปี่นี่บ่าวสอดท่าล่ะเนาะไอ้หลูမျိုးนี่ท่าเลยตุ๊ไอ้เนี่ยだใบแม้อคันก็ตะคันไปพ่นท่าเลยป่ะเนาะไอ้หลูမျိုးนี่ท่าเลยတော့ตุ๊ยาสรุปว่าด่าก็ไอ้เนี่ยอาจารย์พี่อนิท่าเลยဖြစ်ပါတယ်เนาะสรุปว่าก็เราတို့นี่กုံชุบไปเจนเนาะ ဒီကောင်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ယတနာဒီပါအမှတ်ကိုရက်ကွက်မှာညနေစာပေ40အနောက်ကိုပေ60တိုင်ပူတလုံးဆိုတဲ့အနေထားလေးမှာ Grand Impatient အမီပေါက်ဖြစ်ပါတယ်ဆိုတော့အရန်ပြေစုံနေတဲ့ခြံလေးတစ်ခြံပေါ့ကွာဆိုတော့ကမိတ်ဆွေတို့အနေနဲ့ဒီနေရာကရေရှားလားဆိုတော့ရေကန်နေရသူ့မှာသူတေးသေးချာချာလေးနှစ်ကန့်အောင်သူထားထားတယ်ရေဆုပ်တင်နောက်ပြီးလို့ရှင်ဒီဆုပ်တင်ပြီးတော့ပြန်သုံးဆိုတဲ့အနေထားလေးဖြစ်ပါတယ်နောက်ပြီးတော့ဒီအိမ်လေးကပြောမှသာပြောတာဒီ ာအမိုးလေးလှုပ်လိုက်လို့နည်းနည်းလေးနည်းနည်းလေးရုပ်ပေါက်သွားတာပေါ့နော်ကာအမိုးကလည်းမလိုအပ်တာမဟုတ်လိုအပ်တယ်ဒီတော့ကို့အနေနဲ့ရှိလဲကောင်းမရှိလဲကောင်းဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးနေထားလေးတော့ရှိတယ်ဒါပေမဲ့လည်းဒါကလိုအပ်တယ်ဆိုတဲ့နေထားလေးမှာအိမ်လေးကအစိမ်းအောင်လှလှလေးဆိုတဲ့နေထားလေးမှာ ဂုံးပေါ်လေးမှာကို့အနေနဲ့ရေမမြုပ်တဲ့နေရာရှာနေတဲ့ဈေးတန်းလေးကလည်း3500ဆိုတော့ဒီခေတ်ဒီကာလဒီအချိန်မှာတန်တဲ့အထည်စရင်ထဲဝင်ပါတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့စဉ်းစားလို့ရတယ်ဗောနော်ချင့်ချင့်ကြီးပေါ့ဗျာဆိုတော့ငါဒီ channel ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒီ channel ကပိုင်ရှင်ဓာတ်ရိုက်ဖြစ်ပါတယ်3500ပိုင်ရှင်ကတော့ပြောကောင်းလို့ရှိရင်ပါပါရှော့ပေးမယ်လို့ပြောပါတယ်ကျေးဇူးတင်ပါတယ်